ပြီးခဲ့တဲ့ဗီဒီယိုမှာတုန်းက trustee pay account register လုပ်နေလေးတင်ပေးခဲ့တယ်ပေါ့နော်အဲ့ဒီအတိုင်းလုပ်ပြီးတော့ trustee pay ကခု account ကို approve လုပ်ပြီဆိုတာနဲ့ဝေဖြည့်ပြီးတော့ဗေးစရောင်းလို့ရပါပြီဝေဖြည့်ဖို့အတွက် KB Visa banking ရှိဖို့လိုပါတယ် banking လေးကိုဝင်လိုက်ပါပြီးရင် quick pay ဆိုတာလေးတွေကိုဝင်လိုက်ပါ trustee ဆိုပြီးရိုက်ရှာလိုက်ပါ အပေါ်ဆုံးကကိုယ့်ရဲ့ bank account ကိုရွေးပေးရမှာပါဒါက trustee pay account number ထည့်ပေးရမှာပါ account number ကို copy ပြီးကို trustee pay ထဲကိုပြန်ဝင်လိုက်ပါ balance ဆိုတာလေးကိုနှိပ်ပါပြီးရင်ဒီနားလေးကိုတစ်ချက်နှိပ်လိုက်ပါမျက်လုံးပုံလေးကိုနှိပ်ပေးပါ account number ကို auto copy ယူပေးသွားပါလိမ့်မယ် ပြီးရင်ဒီမှာ paste ပြန်လုပ်ပြလိုက်ပါ customer id owner name ကတော့ trusty pay account နဲ့ကိုဝင်ဝင်ချင်းပေါ်တဲ့နာမည်အတိုင်းနဲ့ထည့်ပြလိုက်ပါရှိမဲ့ငွေပမာဏထည့်ပါ trusty pay ဖွင့်ထားတဲ့ဖုန်းနံပါတ်ထည့်ပြပါပြီးရင် submit ကိုနှိပ်ပါ ကွန်ဖန်းကိုနှိပ်ပါပြီးရင်တော့အချိန်နှဲငယ်စောင့်ပြရပါမယ်။ရောင်မြောက်ကိုစစ်ချင်ဒီနေရာလေးကိုနှိပ်ပါပြီးရင်အကောင့် history ကိုနှိပ်ပြီးတော့ရောင်မြောက်ကြည့်လို့ရပါတယ်။ သူကမန်နျူရယ်ပုံစံမျိုးသွားတာဖြစ်တဲ့အတွက်ရုံးခွင့်ရဲ့ရုံးချိန်9နာရီကနေ3နာရီတွင်ဖြည့်တာအဆင်ပြေဆုံးဖြစ်ပါလိမ့်မယ်။အချားနီလန်းနေနဲ့လည်းဖြည့်လို့ရပါတယ်။လိုအပ်ရင် call center ကိုဆက်သွယ်မိများလို့ရပါတယ်။အချားမျိုးမျိုးကြောင့် banking နဲ့ဖြည့်လို့အဆင်မပြေဘူးဆိုရင်လည်းကျွန်တော်စီမှာလာဖြည့်လို့ရပါတယ်။ Telegram, Viber တို့ကနေတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ဗျ။နောက်ဗီဒီယိုထဲမှာပြန်ဆုံပါအောင်မယ်။အားလုံးကျေးဇူးပါခင်ဗျာ။